တက်စုပုံစံမျှဝေပုံစစ်ချတဲ့အခါမှာဒါကျွန်တော်ဒါခေါ်၄အောင်เนาะရှေ့မှာ point man ရှိမယ်၄မှာဒီဘက်ပြင်မှာ right frame ဟိုပါဘောเนาะသက်သား၂အောင်ရှိမယ်ဒီဘက်ပြင်မှာတော့ automatic right frame ခိုင်တာ automatic right frame ခိုင်နေလို့တယောက်ရှိမယ် point man ကအများဖြစ်တော့ခေါင်းဆောင်နေပေါ့เนาะတက်စိတ်မှုတွေပါတယ်တက်စုမှုတွေပါဖြစ်မှာပေါ့ဗျာဒီဘက်အခေးဒီဒီဒီဟိုပါเนาะဒီ automatic right frame ဆိုတာ machine gun တွေပါခိုင်တာတဲ့ကဖြေအားကောင်းတဲ့တက်နဲ့ခိုင်တာလို့ဒီဘက်ညာဘက်မှာရှိမယ်ဒီဘက်မှာဘေးဘက်မှာ ဘယ်ဘက်မှာတော့ရှိမယ်။ခေရန်သူကရှေ့ရလာမယ်ဆိုရင်ကျွန်တော်တို့လေဒီလိုရှေ့ကိုခြေတက်ပြီးတော့တိုက်ရန်သူကိုခြေမုံခြေမုံလို့ရတယ်။ခေရန်သူကကိုယ့်ရဲ့ညာဘက်ကလာမယ်ဆိုရင်ဒီဘက်၃ယောက်ကဒါပြေးရနဲ့ဖိထားတဲ့အချိန်မှာဒါမရှင်းကန်ကြိုင်တဲ့လူကဒီဘက်ကနေပြီးတော့ဝင်ပြီးတော့တိုက်လို့ရမယ်။အကယ်ကိုယ့်ရဲ့ဘယ်ဘက်ကနေပြီးတော့ရန်သူပေါ်လာဆိုလို့ရှိရင်မရှင်းကန်သမားကသူ့ရဲ့ပြစ်အားနဲ့ရန်သူကိုမလှုပ်ရှားနိုင်အောင်ဖိထားတဲ့အချိန်မှာကျန်တဲ့လူတွေကလိုင်းနဲ့လှုပ်ပြီးတော့ဒီလိုရှေ့ကိုရန်သူကိုခြေမုံလို့ရတယ်နော်။ ဒါစစ်ချီတဲ့ခါမှာဒါလေးတွေအသုံးအသုံးတဲ့အောင်လို့ပြောပြတယ်။မှာ၃ယောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလိုမျိုးရှိပြီးတော့၅ယောက်ဆိုရင်ဒီလိုပုံစံများအောင်ပုံစံဒါစစ်ချီလို့ရပါတယ်။အကေမြေကြီးကကျွန်တော်စစ်ချီရမယ်အရင်ချင်းမြောင်းနဲ့ရှိုးမြောင်းနဲ့ဖြစ်ရင်အဲတယောက်တယောက်နဲ့ကပ်ပြီးချီတက်လို့ရလို့အကေကွင်းပြောင်းလို့လေကွင်းတော့ပါလို့ဆိုတော့ဒီလိုချဲပြီးချီတက်လို့ရတယ်ပေါ့ဗျာ။ဆိုတော့အခုကြည့်ပြီးကျေးဇူးတင်ပါတယ်။